ဖြစ်လာတဲ့ဘောမှာပုဂ္ဂိုလ်လားတတ္တဝါလားအသက်လိုက်ကြလားအကြောင်းဘယ်လိုလဲအကျိုးဘယ်လိုလဲလို့ဖြစ်ရတဲ့ဘောပေါ်ယုံတဲ့နံပေါ်မှာအမှန်မြောင်ရှိတာဒါတရားပဲအဲ့ဒါလေးနာအီးနာငိမ့်နေတာအဲ့ဒါညှင်းနေမြောက်တဲ့နေတာဒါတွေကတရားမဟုတ်ဘူးခန္ဓာ၅ပါးအထုပ်ကိုငကူရှိကြဟာဒီဘာဒီလဲငါလားပုဂ္ဂိုလ်လားတတ္တဝါလားယောက်ျားလားမိန်းမလားအသက်လိုက်ကြလားဒါယုတ်လားနန်းလားကိုပြန်ရှုတော့အခုတော့ဖောက်ပြန်တဲ့ယုတ်တရားဓာကြီးလေးပါယုတ်တရားနဲ့ဖော်ပြရမှာမှတ်တဲ့သဘောသိညာ ကြောင်းလဲညွတ်တတ်တာကသင်္ခါရခံစားတာကဝေဒနာခန္ဓာ၅ပါးအထုပ်မှာ၄တို့ဖြစ်သွားပြီခံစားပြီးပြည့်နေသေးတယ်ပြည့်တဲ့သဘောမှာဤကဲကရာတည်ရင်တော့ပြည့်မှုကိုမလွတ်ဘူးဒုက္ခသစ္စာသွားတည်အဲ့တော့ဒီဒုက္ခဤနဲ့ကြာကြာနေတော့နေနိုင်လားဆိုတော့မနေနိုင်မနေနိုင်တဲ့ခါကျတော့ဒီဒုက္ခဘာကြောင့်ဖြစ်ရတာလဲလို့ပြန်ကြည့်တော့အော်ခံစားတဲ့သဘောပေါ်မှာပြည့်တဲ့သဘောကြီးကိုငါမြင်နေလို့ပါလားတိုင်းဒီခံစားပြီးပြည့်နေတဲ့သဘောကိုလွတ်လို့ရလားဆိုတော့မရဘူးငကုဏ္ဏနဲ့ရုပ်ပဲပဲရ မရတော့မှကဲမရမဲ့တူတူဒီသဘောဘာလဲလို့ပြန်ရှုတာအဲ့တော့ဒါသက္ကုကရဏီသူ့ကိုမြုံပြန်ကြည့်ပြီမြုံပြန်ကြည့်ပြီးရတဲ့ညာနာကရဏီညာသုံးတာမယ်ဘာကြောင့်ဆင်းရတာလဲဒီပြက်ဘာကြောင့်ပြက်ရတာလဲဟုတ်လားပြက်ပြီးတော့ငါပြက်တယ်လို့ပြီးကြငါဆင်းရနေတယ်ဒါကြီးလည်းငါလွတ်လို့မရတာဘာသဘောလဲလို့ဟုတ်လားညာကလည်းသုံးတတ်အဲ့ဒီလိုမသုံးတတ်ခင်တော့အာပြက်တဲ့ပုံမှာစိတ်ညစ်နေဒုက္ခရောက်ဒုက္ခရောက်တော့မပြက်ချင်တဲ့သဘော ုက္ခဆင်းရဲမှုကလွတ်လို့ကျင်တာကကာမတုခလိကနိယောကပြည့်တဲ့သဘောကြီးကိုမလို့ကျင်တော့မပြည့်တဲ့သဘောဖြစ်အောင်ဘယ်လိုလုပ်အောင်လဲလို့ရှောက်ပြီးတော့လွတ်ကြောင်းရှံနေတာကအတ္တကိရမထာနိယောကအဲ့ဒီအစွန်တစ်ပါးလိုက်နေလို့ရှိရင်ဒီဘောမှာအမှန်တွေ့ရမှာမဟုတ်ဘူးအဲ့တော့ဒီဘောဒီသဘောပေါ်မှာလွတ်လို့တဲ့သဘောလည်းမရှိတော့ဘူးချမ်းသာတဲ့လူလည်းသဘောလည်းမရှိတော့ပဲနဲ့အဲ့ဒီသဘောတရားအလိုတွေကိုသိမ့်ပြီးတော့ဖြစ်ရသဘောဘယ်သဘောလဲလို့သက္ကုကရဏီမြင်အောင်ကြည့်ရညာနာကရဏီကသုံးသပ်သုံးသပ်ပြီးတဲ့အခါကျတော့ ခံစားပြည့်တဲ့သဘောပေါ်မှာတည်နေတဲ့ကြောင့်ဒီသဘောပါလေလို့တတိပြန်ထားနော်သူ့ကိုမြင်သွားပြီတမတမဒိဋ္ဌိသူ့ကိုကောင်းစွာမြင်သွားပြီခံစားတဲ့သဘောပြည့်တဲ့သဘောမှာငါစိတ်ရဲ့ချမ်းသာမှုဖြစ်နေပါလားလို့သူ့အမှန်မြင်သွားပြီတမဒိဋ္ဌိတမသင်္ကပ္ပကျမ်းပြီဒါဖြင့်ငါဘယ်လိုလုပ်ရမလဲငါစည်းရင်းနေတာကြီးကိုလွတ်အောင်လွတ်လွတ်အောင်အတေးချောက်လို့နေလဲမရဖြစ်လာတဲ့သဘောပေါ်မှာခံစားတဲ့ပြီးပြည့်နေတဲ့သဘောပေါ်မှာငါဘယ်လိုလုပ်ရင်ဒီအပြည့်နဲ့လွတ်မလဲလို့ကြံတယ်။ဩကြံတော့ ခံစားပြီးပြက်ခံစားပြီးပြက်ရှေ့ဆက်လို့လည်းမရအောင်ခံစားပြီးပြက်တဲ့ဘောမှာတီးနေပါလားအဲ့တော့ဒီခံစားတာကြီးငါကြည့်နေလို့ရှိရင်လွတ်မှာမဟုတ်ဘူးခံစားမှုပြက်တဲ့ဘောကလွတ်ကြောင်းငါရှာမယ်ဆိုပြီးတော့ခံစားပြီးပြက်တဲ့ဘောကိုလော့ပြက်ပြီးတဲ့ခံစားပြီးပို့ဟောက်ပြန်ပြီးခံစားတယ်ခံစားပြီးတာနဲ့သူပြက်တာပဲခံစားတဲ့ဘောလွတ်တဲ့နေရာဒီအပြက်ပဲဖြစ်ရမယ်အပြက်ချုပ်တဲ့နေရာပဲဖြစ်ရမယ်အဲ့ဒီနေရာမှာနေငါအဲ့ဒီနေရာကိုမျက်မှောက်ပြုနေငါလွတ်မှာပဲလို့ကြံတယ်သမာသင်္ကပ္ပကြံတယ် သကုကရဏီကလည်းမြောင်ကြည့်တယ်။ညာနာကရိယာလည်းဘယ်လိုလုပ်ရမလဲလို့သုံးတတ်တယ်။ခုနကသာမှုပသာမှုဖြစ်အောင်လည်းမယူတော့ဘူး။အဲ့ဒီပုံပေါ်လည်းမကောင်းတဲ့စိတ်ကြီးလွတ်လွတ်ရဲစိတ်ကြီးတက်တာချောင်ကြီးလွတ်ရဲစိတ်ကြီးကိုအလိုမလိုက်တော့ဘူး။မကန့်ညိတော့ဘဲနဲ့ဖြစ်လာတဲ့သဘောမှာတတိထားတယ်။နော်။အဲ့တော့သမာသင်္ကပ္ပကြံပြီးတာနဲ့သမာကမ္မန္တခံစားပြီးပြည့်တဲ့သဘောလေးကိုမျက်မှောက်ပြတတ်တဲ့အလုပ်လေးလုပ်။သမာသင်္ကပ္ပကြံတဲ့အတိုင်းပြည့်တဲ့သဘောကို ်ချုပ်နေတဲ့သဘောကိုမျက်မှောက်ပြီးလွတ်မှာပဲမချုပ်တဲ့သဘောခံစားရတာလည်းဘယ်တော့မှလည်းမရဘူးနော်ရုပ်တရားလည်းအစဉ်ဖော်ပြနေတယ်လို့ခံစားတာလည်းအစဉ်ဖော်ပြနေမရဘူးမရတာယူငါရှိနေပြီငါဆင်းရဲမှာပဲအဲ့တော့ခံစားမှုနဲ့လွတ်တဲ့နေရာဒီအချုပ်တဲ့နေရာပဲပြက်တဲ့နေရာပြက်ပြီးချုပ်တယ်ချုပ်တဲ့သဘောငါမျက်မှောက်ပြီးလို့ရှိရင်ခံစားတဲ့သဘောကလွတ်မှာပဲဒုက္ခဒုက္ခလွတ်မှာပဲဆိုပြီးတော့အဲ့ချုပ်တဲ့သဘောကိုမျက်မှောက်ပြီးတာသမာကမ္မတအဲ့ဒီတဲ့သဘောကိုမျက်မှောက်ပြီးဖို့အတွက်ခံစားပြီးပြက်တဲ့သဘော တခါလည်းမရနှစ်ကြိမ်လည်းမရသုံးကြိမ်လည်းမရမရပြီနဲ့ရအောင်အဲ့ဒါအကျညားစွာအာထုတ်နေရတယ်သမာကမ္မန္တအာထုတ်နေရတယ်အဲ့လိုအာထုတ်ပါများတဲ့ခါကျတော့ပြက်တဲ့သဘောလေးကိုမျက်မှောက်ပြုထားမျက်မှောက်ပြုလိုက်ကြာကြာမျက်မှောက်ပြုလို့မရပြန်ပေါ်လာလိုက်ပြန်ပေါ်လာလိုက်ခံစားတော့အောင်မပြီးတော့ဘူးဖောက်ပြန်တဲ့သဘောလေးအောင်မပြီးတော့ဘဲနဲ့ခံစားပြီးပြက်တဲ့သဘောလေးအောင်ပြုနေအဲ့လိုပြုနေတာကသမာကမ္မန္တအဲ့ဒီဘောမှာပြက်တဲ့သဘောကိုသတိထားနေတာကဒါသတိတန်ဖိုးစဉ် အဲ့ဒီပုံမှာခံစားပြီးပြက်တိုင်းပြက်တိုင်းဝရိယထားနေခံစားပြီးပြက်တိုင်းပြက်တိုင်းဟာလားပြက်တဲ့သဘောလေးကိုမျက်မှောက်ပြုဖို့အတွက်ဟာလားခံစားပြီးငါပြက်တဲ့သဘောကိုပဲမျက်မှောက်ပြုမှရမှာပဲလို့ပွားများနေတာကဓမ္မဝိဇ္ဇာသံဘောစဉ်အဲ့ဒီပုံမှာစူးစမ်းပြီးပြက်ချောင်းကိုချုပ်ချောင်းကိုမျက်မှောက်ပြုပြီးစူးစမ်းအားထုတ်နေတာကဝရိယထားအားထုတ်နေတာကဝရိယသံဘောစဉ်ပြက်တဲ့သဘောလေးကိုမျက်မှောက်ပြုလို့ရတဲ့အချိန်မှာစိရဒုက္ခဒုက္ခဝေဒနာပေါ်မှာလွတ်တဲ့အတွက်ကြောင့်ခံစားတဲ့သဘောအပြည့်မြင်လို့ဆင်းရဲတယ် ကြီးတဲ့သဘောနဲ့လွတ်သွားတော့အဲ့ဒီပုံမှာပြီးသဘောကျလာတာပီတိတံဘောစဉ်အဲ့ဒီပုံမှာပြတ်တဲ့သဘောလေးမှာချုပ်ချောင်းဘင်းဆုံးမှာမျက်မှောက်ပြုနေတဲ့သဘောကျနေတာကပသတိတံဘောစဉ်အဲ့ဒီတော့မှခံစားတဲ့သဘောဖောက်ပြန်တဲ့သဘောကိုမရှိတော့ဘဲနဲ့ပြက်ချောင်းဟိုပဲရှိမယ်ခံစားတဲ့သဘောဖောက်ပြန်တဲ့သဘောရှိနေလို့ရှိရင်ငါအပြက်ကမလွတ်ပါလားအဲ့တော့ဖောက်ပြန်တဲ့ရုပ်တရားကိုလည်းမရှိတော့ဘူးခံစားတဲ့ဝိညာဏငံကားကိုလည်းနာမ်ကိုလည်းမရှိတော့ဘူးဆိုဥပ္ပကာချရတာကဥပ္ပကာတံဘောတယ်အဲ့တော့ချုပ်ချောင်း ချုပ်ဆဲဒင်းစုံမျက်မှောက်ပြုနေတာကသမာသမာတိတတိသမာတိတံဘောစဉ်ဒါဘောစဉ်9ပါအဲ့ဒီလူအပြင်ဘောစဉ်9ပါဖောက်ပြန်တဲ့သဘောကာယတတိပဋ္ဌံအဲ့ဒီပုံမှာခံစားတဲ့သဘောမှာကောင်းမကောင်းဖြစ်နေတဲ့သိကလေးကိုရှုနေတာကအပြက်ကိုမြင်နေတာကဆင်းရဲနေတော့အဲ့ဒီပုံမှာဝေဒနာကောင်းမကောင်းခံစားနေရတဲ့နန္တရားအဲ့ဒါကဝေဒနာတတိပဋ္ဌံအဲ့ဒီပုံမှာကောင်းမကောင်းဖြစ်နေတဲ့စိတ်ဆင်းရဲတဲ့စိတ်လွတ်လွတ်တဲ့စိတ်ကလေးဖြစ်နေသဘောရှုနေတာကဒါစိတ်ဓာတ်တတိပဋ္ဌံ ဒေသွမှုမျက်မှောက်ပြီးအပြက်ကိုအောင်ပြုနေတာကဒါကဓမ္မသတိပဋ္ဌာန်သတိပဋ္ဌာန်၄ပါးအစွန်၅ပါးပယ်ခြင်းမဂ်ကိ၈ပါးသွင်းခြင်းဘောဇဉ်၇ပါးသွင်းခြင်းအိန္ဒြေ၅ပါးဒီပေါ်မှာအထုအိန္ဒြေလိုအပ်ပါတယ်ဒီဒေသွကိုမျက်မှောက်ပြုတယ်ဆိုအလွန်လင်းမြန်တဲ့ဖြစ်ပြက်သဘောဝိညာဉ်နိုင်ဖြစ်ပြက်သဘောကလွတ်အောင်ဒေသွကိုမျက်မှောက်ပြုရတာကအိန္ဒြေလဲလုံမရမယ်အဲ့တော့မှအိန္ဒြေ၅ပါးဘုံ၅ပါးအိဓိပတ်၄ပါးမဂ်ကိ၈ပါးဘောဇဉ်၇ပါး အဲ့ဒီလိုပြည့်စုံတဲ့အခါကျတော့ပြက်ဆဲလို့ချုပ်ဆဲလို့မျက်မှောက်ပြုတ်သွားတဲ့ဧကဂရသမารီတည်သွားပြီတည်လဲတည်သွားပေါ့ဆင်းရဲချမ်းသာလွတ်သွားပြီဩရုပ်ဖောက်ပြန်တာကလည်းဝိညာဏဟာလည်းအနတ္တပဲနော်ပြက်ကြောင်းကိုမျက်မှောက်ပြုတ်ကြတာနိဗ္ဗာန်ရောဒသစ္စာဆင်းရဲအနိစ္စသဘောဖြစ်တဲ့သဘောဝိညာဏကိုမြင်နေတော့မသားရတာကဒုက္ခသစ္စာအဲ့ဒီပုံမှာပြက်ကြောင်းပင်စုံကိုမျက်မှောက်ပြုတ်နေတာကတက္ကာဒိဋ္ဌိသမုဒိယသစ္စာ အခုတော့ချုပ်သေးရှင်ဆိုးကိုမြင်မောက်ပြီးတဲ့ခါကျတော့ဒုက္ခဒုက္ခနိရောဓသစ္စာလွတ်သွားပြီအဲ့တော့သမုဒယဒုက္ခနိရောဓမဂ္ဂဆိုတဲ့သစ္စာလေးပါချုပ်သေးလို့မြင်မောက်ပြီးလို့ချုပ်မှုသဘောပေါ်မှာလဲဒီကက်ကရာလဲတည်သွားရောဒီယုတ်လေးကစိတ်ကလေးကဒုက္ခဒုက္ခမရှိဘဲနဲ့ချုပ်သွားအဲ့တော့သက္ကုံဥဒ္ဒပါရီမြင်သွားပြီဘင်းဆုံးကိုမျက်မှောက်ပြီးသွားပြီဘင်းဆုံးကိုမြင်သွားပြီပညာဥဒ္ဒပါရီ ထုတ်ဆဲကိုမျက်မှောက်ပြုတဲ့အခါဘင်းစုံကိုရောက်ပါလားလို့ပညာဥဒ္ဒပါရီမြင်သွားပြီဝိဇ္ဇာဥဒ္ဒပါရီချုပ်မှုသဘောဖောက်ပြန်တဲ့ယုတ်တရားနဲ့ခံစားတဲ့ဝေဒနာနံပေါ်မှာတီးမနေပဲနဲ့ဖောက်ပြတဲ့ယုတ်တရားနဲ့ခံစားတဲ့နံတရားရဲ့ချုပ်ချောင်းကိုမျက်မှောက်ပြုတတ်တဲ့အသည့်ပညာရပါပြီဝိဇ္ဇာဥဒ္ဒပါရီအာလောကဥဒ္ဒပါရီဖောက်ပြန်တဲ့ယုတ်တရားနဲ့ခံစားတဲ့နံတရားပေါ်မှာသွားတည်လို့ရှိရင်ဒုက္ခဒုက္ခဖြစ်နေသေးတယ်အဲ့လိုဒုက္ခဒုက္ခဖြစ်နေသေးတဲ့ပုံမှာ မသိမှုအဝိဇ္ဇာအမောင်းပျောက်သွားပြီးတော့ဘင်းစုကိုမြင်မောက်ပြီးရဲ့နိရောဓတစ္ဆာကိုအလင်းရောက်သွားပါပြီ။အဲဒီဘက်မှာဇာယင်က၅ပါးလေးပြည့်စုံရမယ်။ခံစားပြီးပြည့်ခံစားပြီးပြည့်ပြည့်စဲကိုတတိထားနေတာအပြည့်စိတ်တီချုပ်နေတော့အဟိုစိတ်တီစိတ်ဟိုရောက်တီရောက်ဟိုရှုတီရှုမရှုတော့ဘဲနဲ့ပြည့်စဲကိုမြင်မောက်ပြုနေတာကဒါကဝိတက်ကိုပဲတဲ့ပထမဇာမှာအဲ့လိုဝိတက်ကိုကြောင်းလဲညှုတ်ပြီးတော့ညာများနေတဲ့စိတ်ကလေးကိုမမြောက်အောင်ပဲတော့ပထမဇာကိုပဲတဲ့ဝိတက်ကိုပဲတဲ့ အဲ့တော့ဝိသရာဩချုပ်ဆဲလေးကိုမျက်မှောက်ပြုလိုက်ချုပ်ဆဲလေးမျက်မှောက်ပြုလိုက်ဘင်းဆုံးကိုမျက်မှောက်ပြုလိုက်အဲ့လိုပြုလိုက်တဲ့အတွက်ကြောင့်ဒီဘောမှာဒုက္ခဒုက္ခစိတ်ကလေးလွတ်နေပါလားလို့စိတ်ကလေးရဲ့စကားပြောတာဝိသရာဆံဒီစိတ်ကလေးကတခါပြန်ပယ်တယ်ပယ်တဲ့အခါကျတော့ချုပ်ဆဲလို့ဘင်းဆုံးကိုမျက်မှောက်ပြုတဲ့အခါကျတော့ဒုက္ခဒုက္ခလို့ပြောတော့ပီတိသဘောကျတာဒါပီတိဆံအဲ့ဒီစိတ်ကလေးတခါပယ်တဲ့အခါကျတော့တခါလေစိတ်ကရပစ္စတိအဖြစ်ငြိမ်တော့တည်သွားတဲ့ကြောင့်ဒုက္ခဆံ ဲ့ဒီဘောကနေပြီးတော့ဒီဒုက္ခဘောမှာတာနေလို့ရှိရင်လည်းမလွတ်ဘူးချုပ်ချုပ်ကမြင်မျက်မှောက်ပြထားမယ်ဆိုပြီးတော့တခါတီလေးခါကျတော့ချုပ်ဆဲလို့ဘင်းစုပ်ကိုမျက်မှောက်ပြပြီးတော့တစိတ်တည်းတီသွားတာဒါဧကကရာသံဃာ၅ပါးဒါတမတရားကုံတော်အဖြစ်နဲ့ပြည့်စုံပါတယ်ချုပ်ဆဲလို့မျက်မှောက်လည်းပြုတော့ဘဝင်၃ချက်ပြတ်ချက်ပါတယ်ဘဝင်မှာလှ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 ဆိုပြီးတော့၃ချက်ပြတ်ချက်ပါတယ်၃ချက်လည်းပြတ်ချက်တော့ဝီတိ၃ချက်ချတယ်ဇော၃ချက်ပြုတ်သွားတယ်ဧကကရာဘဝင်မှာမနှောကြည့်လေးမှာသွားတည်ပြီးဆိုပြီးတော့တည်နေပြန် ယောဂီကအခွင့်အရေးကျူးကြပါပြီယုံနဲ့မတွေ့တာတော့ဘူးယုံနဲ့မကန့်ညိတော့ဘူးအပြင်အာရဏဓာတ်တွေကိုလည်းအအောင်မပြုနိုင်တော့ဘူးမနောဘဝင်ပေါ်မှာလည်းစိတ္တဇဝါယော ကမ္မဇဝါယောကိုချုပ်ထားနိုင်ပြီမနောအကြည်ဟရယယုဝိတုပေါ်မှာတည်သွားပြီအဲ့ဒီပေါ်မှာသွားပြီးဧကဂရတည်သွားပြီစိတ်ကလေးဟာငကုစင်ကြတာတဲ့အခုကပို့ပြီးတော့အတုစင်ကြသွားပြီအမြင်စင်ကြသွားပြီအသိစင်ကြသွားပြီတိစေတိကမတ်တဟဟလာကြားစေကြားကမတ်တမြင်စေမြင်ကမတ်တနဲ့ပဲ ွာဧကဂရသမารီတည်သွားမနောအကြည်ပေါ်ရောက်သွားပြီဘဝင်ငိမ့်သွားပြီဝီသီသောတွေကြာသွားပြီတဝီသီတွေကြာသွားပြီမနောအကြည်မနောအတိမှာသွားပြီးတည်နေပြီမနောအကြည်မနောအတိမှာသွားတည်တဲ့ခါကျတော့ရုပ်ဖောက်ပြန်တဲ့အပေါ်မှာလဲမပတ်သက်တော့ဘူးခံစားတဲ့ပုံမှာလဲမပတ်သက်တော့ဘူးဖောက်ပြန်ရအောင်မှာလက်ညွတ်တဲ့စိတ်လည်းမရှိတော့ဘူးဖတ်တနိရောဓဝေဒနာနိရောဓဖတ်တသင်္ခါရလည်းချုပ်သွားပြီဝေဒနာနိရောဓလည်းချုပ်သွားပြီ အဲ့တော့ရုပ်ဖောက်ပြန်တဲ့ပုံမှာတိကာမပဲရှိတော့တယ်ကြားတဲ့ပုံမှာလည်းတိကာသမျှပဲရှိတော့တယ်နံတဲ့ပုံမှာလည်းတိကာမျှရှိတော့တယ်ကိုယ်နဲ့အတွေ့အကြုံပုံမှာလည်းတိကာမျှပဲရှိတော့တိတိကာတစ်လုံးနဲ့ရက်နေမနှောအကြည့်မှာလာပြီးတော့ဟုတ်လားတိတာပဲရှိတော့အပြင်အာရဏတတ်မှာဖတ်တဝေဒနာပြတ်သွားတဲ့ကြောင့်ပညာစေတနာလည်းမရှိတော့အရင်တော့ကကြားတာတွေမြင်တာတွေတွေ့တာတွေနံတာတွေထိတာတွေပုံမှာဖတ်တာကရုပ်ဖောက်ပြန်တော့နံညှပ်ပြီးဖြစ်တတ်တဲ့သဘောကဖတ်တာပဲ နာညှပ်ပြီးတော့ကောင်းမွန်ခံစားတာဝေဒနာပဲဝေဒနာကိုဝေနာမသိလို့တဏှာကူးခဲ့ပါလားလို့ဉာဏ်ကပြန်ပြန်သက်ကုံဥဒ္ဒပါရီမြင်သွားပြီအခုတော့ဖတ်တာချုပ်တော့ဝေနာချုပ်သွားပြီဝေနာချုပ်တော့တဏှာချုပ်သွားပြီအဲ့လိုဖတ်တာဝေဒနာတဏှာသိညာချုပ်တဲ့အပေါ်မှာအဲ့ချုပ်မှုသဘောကိုပင်စုံကိုမျက်မှောက်ပြီးတဲ့ပညာရပါတဲ့ကြောင့်ပညာဥဒ္ဒပါရီဝိဇာဉာဏ်သိသွားပြီပင်စုံကိုမျက်မှောက်ပြီးတဲ့ဉာဏ်အသိသင်ရှားသွားတဲ့ကြောင့်ဝိဇာဥဒ္ဒပါရီ အာလောကဥဒ္ဒပါရီဖောက်ပြင်းတဲ့သဘောဘောမှာဖတ်တာဝေဒနာသိညာစေတနာတွေကုံသွားတဲ့အတွက်ကြောင့်ဆက်တပါမိချုပ်ငင်းသွားတော့အမှန်တရားတွေမြင်သွားပြီအမှောင်တွေကွယ်ပြောက်သွားပြီအဲ့ဒါအာလောကဥဒ္ဒပါရီအဲ့ဒါဘင်းဆုံးကိုမျက်မှောက်ပြုထားပြီအဲ့တော့မနှောအကြီးမှာတိကာမြလေးနဲ့နေနေရတဲ့အခါကျတော့ချမ်းသာတယ်။အော်ဒီဥစ္စာကမက်လာအဲဘင်းဆုံးကိုမျက်မှောက်ပြုတော့အပြက်ကိုမျက်မှောက်ပြုတဲ့ညံလေးကမက်လား အခုလိုမနှောအကြည့်လေးမှာတိကမြလေးနဲ့တီးပြီးတော့ဂဂရိနေရချင်းဒီဖို့ဖြစ်လိမ့်မယ်ဖို့ပဲလို့ဒါမဉ္ဉံဖုန်ဉံကိုသုံးတတ်အဲအခုနေ့ခါမှာတော့ဒါပေသက်တဲ့သဘောဒီဘင်းစုံကိုမျက်မှောက်ပြီးချုပ်ဆဲမျက်မှောက်ပြီးနေချင်းဒီမျက်မှောက်ပြီးလိုက်တဲ့ဉံဒီမဉ္ဉံမျက်မှောက်ပြီးဘဝင်သုံးချက်ကြရဝီတိသုံးချက်ကြရတစိတ်တဲ့အတိကမြတီးနေရင်ဒီဖို့ဉံမယ် အဲ့တော့ဖတ်တတ်သင်္ခါရဝေနာသိညာစေတနာတွေချုပ်နေတဲ့အကြောင်းဒါနိဗ္ဗာန်ပဲလို့ဒါသုံးသပ်ဒါမှမဟုတ်တိတိကမြညီတဲ့အခါကျတော့ထိုင်နေစေကြည့်နေစေဘဝင်သုံးချက်ချုပ်ဆဲမှသာလျင်အတိလေးရှိတာဘဝင်သုံးချက်မဖြစ်ဘဲနဲ့သွားရလာတဲ့နေတဲ့ထိုင်နေစားတဲ့ပုံမှာပြန်ပြီးအလုံးလုံးပဲဆိုလို့ရှိရင်ဘဝင်သုံးချက်ပြန်နိုးလာငကိုကြီးကမနေနိုင်တော့ဘူးအဲ့ကျတော့ဖာသဖြစ်ပြန်ပြီးဝေနာဖြစ်ပြီး ပညာဖြစ်ပြီးစေတနာလေးဖြစ်ပြီးအရိယာနေပြီးတော့ချုပ်ဆဲလို့မြေမောက်တစ်ခါပြန်ပြုလိုက်ဖတ်တဝေနာတင်ညာစေတနာလေးပြန်ချုပ်သွားပြန်ပြီပြီးစဲနေနေရပြန်ပြီဩငါမမြဲပါလားဒီစိတ်ကလေးကအမြဲမရပါလားအမြဲတာရရင် ကောင်းပါပဲဒါပေမဲ့မမြဲတာဘယ်သဘောလဲဘဝင်သုံးချက်ချပြီးတော့ဇောသုံးချက်ဖြုတ်ပြီးဝီထီးမှကြပြီးတိကမြနဲ့နေတဲ့ခါတော့ချမ်းသာတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့အပြင်သွားတိုင်းလာတိုင်းနေတိုင်းစားတိုင်းတောက်တိုင်းပြန်ပြီးကိရိယာဇောတွေပြန်နိုးတဲ့ခါမှာဘဝင်သုံးချက်ပြန်ပေါ်လာတယ် ီဘုံဝင်သုံးချက်ကမမြဲသေးပါလားငါရထားတဲ့နိရောဓသစ္စာမဂ္ဂသစ္စာဒီမြဲတဲ့နိဗ္ဗာန်ကိုမရောက်သေးပါလားလို့ဒါသက္ကုကရဏီမြင်သွားပြီခုနသိစေသိကမြဒီတိုင်းနေလို့ရှိရင်ချမ်းသာတယ်အဲ့ဒီဘုံမှာပြန်ပြီးတွေ့တာတဲ့နေ့စက်ကြောင့်ဒါလည်းကာမတုခလေးကနေရောကကရိယာဇောဒီပြန်နိုးလာတဲ့ခါကျတော့ချုပ်သေးလို့မနောအကြည်မှာပြန်မနေနိုင်ဘူးမနောအကြည်အသိလေးနဲ့တိကမြမြင်ကမြနဲ့မနေနိုင်တဲ့ခါကျတော့ဒီဘုံမှာဆင်းရဲ အရိယာနေရောလွတ်အောင်ပြန်ကြံခြင်းတဲ့ကြောင့်အတ္တကိလမထာနိယောကအသွွန်နှစ်ပါးမလွတ်ဘူးကုံတယ်ဘူးမရှိသေးဘူးအရိယာမဲ့မဘူးသေးတော့အသွွန်နှစ်ပါးမကုံသေးဘူးအဲ့တော့မှဒီလူဖြစ်တာဘယ်သဘောလဲလို့ဒီလူဖြစ်တာဘယ်သဘောလဲလို့သူသေချာပြန်ကြည့်တဲ့အခါကျတော့ဩလွတ်လို့တဲ့သဘောကမြဲလို့တဲ့သဘောကကာမတုခာလိကနိယောကစိတ်မမြဲသေးတော့မြင်းအောင်ပြန်လှုပ်ချင်တာကအတ္တကိလမထာနိယောကစိတ်ဒီဒီအသွွန်နှစ်ပါးဖြစ်နေပါလား အဲ့တော့မှဒီစိတ်ဖြစ်ကြောင်းကိုဉာဏ်နဲ့ပြန်ကြည့်ပြန်ကြည့်တဲ့အခါကျတော့မနောအကြည့်မနောအသိလေးမှာတိသေးမှာပြန်ရက်မနောဟရယယဝတ္ထုအကြည့်မှာတိသေးမှာပြန်ရက်ရက်ပြီးတော့ဘယ်သဘောလဲလို့သက္ခုကရဏီယမြောင်ကြည့်ညာနာကရဏီယဉာဏ်နဲ့သုံးသပ်ပြန်တက်လာတဲ့ဇောပြီဘာကြောင့်တက်ရတာလဲဟုတ်လားပြန်ဝင်စားတော့လည်းပြန်ချုပ်တယ်ပြန်တက်တဲ့ဇောကဘာကြောင့်ဇောဒီလိုဖြစ်ရတာလဲလို့ဇောသုံးချက်ပြန်တက်လိုက်ဇောသုံးချက်ပြန်ဖြုတ်လိုက် တဆင်းချင်းဖြုတ်လိုက်တဆင်းချင်းဖြုတ်တဆင်းချင်းဖြုတ်ပြီးတော့မနှောကြီးမှာပြန်နေလိုက်တဆင်းချင်းပြန်တက်ပြီးတော့တခုချင်းပြန်ဖြုတ်ပြီးတော့ပြန်တက်လိုက်အဲ့ဒီပုံမှာအပြန်မင်းအလှန်လှန်ဆင်းချင်းတယ်ဆင်းချင်းတဲ့အလုပ်ကဒါအဲ့လိုလုပ်လို့ရှိရင်မပေတဲ့သဘောမလွတ်တဲ့သဘောလွတ်တဲ့သဘောသိရမှာပဲလို့မြင်သွားတာသမာဓိတရားကောင်းသာမြင်တယ်ဒီပုံမှာပြန်လဲသုံးသက်လို့ရှိရင်ညှိတဲ့သဘောမညှိတဲ့သဘောမလွတ်တဲ့သဘောမလွတ်တဲ့သဘောဟာဘယ်သဘောလဲလို့ဒီ ဘဝင်၃ချက်ပြန်ဝင်စားရင်းဖြင့်ပြီးရမှာပဲလို့ကြံတာကသမာသင်္ကပ္ပကြံတဲ့အတိုင်းဘဝင်၃ချက်ကိုတစ်စင်းချင်းဖြုတ်လိုက်ပထမဝင်ဝင်စားလိုက်ဖြုတ်လိုက်ဒုတိယဝင်ဝင်စားလိုက်ဖြုတ်လိုက်တတိယဝင်ဝင်စားလိုက်ဖြုတ်လိုက်သမာကမ္မတအလုပ်အလုပ်လုပ်ပထမဝင်ဝင်စားတဲ့အခါမှာဟာလာသင်ညာရှိတယ်ပူရတဲ့နဲ့တောင်းတယ်လို့သင်ညာပေးတယ်ဖောက်ပြန်တာကယုတ်တရားသိတတ်တာသင်ညာနန္တရားသိရသိပြီလို့ရှိရင်ပထမဝင်ကိုပြန်ဖြုတ်တယ်ဖြုတ်တဲ့အခါကျတော့ဖသပြုတ်သွားတယ်ပူရတဲ့နဲ့တောင်းတယ်လို့သိတယ် ောင်းမကောင်းထန်စားတဲ့စိတ်မရှိတော့ဘူးဒုတိယဘဝပြန်ဖြုတ်တယ်ပူရတဲ့နဲ့တောင်းတယ်ဆိုတော့အသိမရှိတော့ဘူးပညာချုပ်သွားတယ်ဖတ်တာရဲ့ဝိညာဉ်ပညာစေတနာရဲ့ချုပ်သွားပြီးမနောကြီးဟရယယုတ်တုပြန်ကြအဲလိုတမကမန္တကောင်းစွာလုံရင်းရနေပြီးတော့ဩဇောကရိယာတွေဟာမပြုတ်သေးပါလားဒီဇောကရိယာတွေဟာဖြုတ်ဆဲမာတာပြုတ်ပြီးတော့အပြင်ကရိယာဇောနဲ့ပြန်နေတဲ့အခါမှာဒီပုံนี่ပြန်တက်လာပါလားအဲ့ဒါဘာကြောင့်လဲပြန်တက်ရတာလဲလို့ မနောအကြည့်ကိုခါပြောင်းဝင်စားပြီးဆင်ရင်ဆင်ရင်တော့မနောအကြည့်ဒီဘယ်အကျိုးတရားရှိသလဲမြောင်ပြန်ရှုတယ်အဲဒါကတော့တတိပြန်ထားပြီးတတိတံဘောစဉ်မနောအကြည့်ဒီဘယ်သဘောရှိသလဲတတိတံဘောစဉ်ကပြန်တတိထားတယ်တတိထားတဲ့အခါကျတော့မျက်စိနဲ့အစင်းနဲ့တိုက်တဲ့ပုံမှာမျက်စိနဲ့အတင်းနဲ့အစင်းနဲ့တိုက်တဲ့ပုံမှာပေါ်ပြလာတဲ့ရုပ်တရားသည်အပြင်းရုပ်မဟုတ်ပဲပတာရအကြည့်ရုပ်ဖြစ်နေပါလားပတာရအကြည့်ရုပ်မှာ ူဘောသူငโกသိနေရကသက္ကုအကြည်သက္ကုဝิญဉ်မလားအဲ့ဒီအပြင်ရုပ်အပြင်အာရဏကတိုက်ဆိုင်လို့သက္ကုအကြည်ပေါ်တာရယ်သက္ကုဝิญဉ်နဲ့တက်တာပေါ်တာရယ်သက္ကုအကြည်နဲ့သက္ကုဝิญဉ်နဲ့တက်ရယ်အပြင်အာရဏတက်ရယ်ပေါင်းစုံလိုက်လို့ရှိရင်ဖသဆိုတဲ့ရုပ်သင်္ခါရသည်ဘဝင်ကိုပြေးတိုက်ပါလားဒါရီရလဲသဘာဝပဲအဲ့လိုဘဝင်ပြေးတိုက်တဲ့ခါကျမှမနောအကြည်လေးကလှုပ်ရှားသွားပြီးတော့နံသည်အာယုံသည်ပေါ်ပြရသက္ကုအကြည်ကိုပြေးညွတ်ပါလား ညွတ်တက်တဲ့သဘောပြီးအာယုံညွတ်ရနောက်မှာလိုက်ပြီးနေတာကစိတ်မနောဝิญဉ်မှာတည်နေတာကမနောအကြည်သက္ခုဝิญဉ်မှာမနောအကြည်မနောဝิญဉ်သက္ခုအကြည်မှာပေါ်နေတာကသက္ခုအကြည်သက္ခုဝิญဉ်ငကုကရိယာသောပါလားအော်ဒီတည်တက်တဲ့သဘောကလည်းငါမဟုတ်ပါလားခန္ဓာ၅ပါးမှာဝิญဉ်နဲ့ခန္ဓာကိုမြင်သွားပြီအဲ့ဒီသဘောလေးကိုပွားနေတာကဓမ္မဝိဇ္ဇာသံဘောစဉ်အပြင်အရတ္တနဲ့အတွင်းအခန္ဓာနဲ့မနောအကြည်တတ်နဲ့ ီသဘောတရားတွေပေါ်မှာဖြစ်နေတဲ့လက္ခဏာကိုပွားနေတာကဓမ္မဝိဇ္ဇာသံဘောစဉ်ဒီလက္ခဏာရုပ်လက္ခဏာနာမ်ကိုမြင်နေတာကပြီးသဘောကျနေတာကပိဋိသံဘောစဉ်အဲ့ဒီပေါ်မှာနှိမ့်တဲ့နေတာကပသတိသံဘောစဉ်အဲ့တော့ဒီပေါ်မှာတက္ကရာငါမမဟုတ်ပဲငါကအပြင်အတိုက်ဓာတ်ကလည်းငါကသဘာဝသဘာဝတရားအခန္ဓာကလည်းဒီရုပ်မွေးလာလို့မပြီးတော့လူချင်းလို့လူဖြစ်ပါ ਈ လို့ဖြစ်ရပါလို့ဆိုပြီးစူတောင်းလာလို့လူဖြစ်လာတယ်လူပြည့်တော့ခန္ဓာ၅ပါးလို့မသိဘူးအခုတော့လူဖြစ်တယ်ဆိုရင်မနော အကြီး၆ဆုံရပါလားဟုတ်လားခန္ဓာရုပ်၆ဆုံရပါလားရုပ်၆ဆုံကလည်းငါသဘောလို့မဟုတ်ငါအလိုမဟုတ်ဟုတ်လားအပြင်တိုက်လို့ရှိရင်သူကပေါ်သမဲပဲတီးများလို့ကသွားတီးမိမှာပဲဤတီးများလို့ပဲတီးမိမှာပဲမတီးမမိဘူးအခုလည်းအပြင်အတိုက်တက်ကလည်းကိုနဲ့မဆိုင်တိုက်မှာပဲအခန္ဓာဒီရုပ်ကြီးရဲ့အကြီးတက်ကလည်းပေါ်မှာပဲပေါ်တဲ့နေရာမှာ ရုပ်အကြီးပေါ်သလိုရုပ်နှမိဖြစ်နေတဲ့ဒွါရငါးဘောက်ကဝิญဉ္ဇဉ်ငါးလုံးကလည်းပေါ်မှာပဲအဲ့ဒီအကြီးနဲ့ဝิญဉ္ဇဉ်ငါးလုံးပေါ်တိုင်း ဖတ်တာဆိုတဲ့ဓာတ်ကမနောဘဝင်ကိုရိုက်မှာသဘာဝပဲမနောဘဝင်ကိုရိုက်တဲ့မနောအကြည့်လေးနိုးကြလာလာလဲသဘာဝပဲမနောအကြည့်မနောဝิญဉ်လေးဟာနိုးကြလာသည်ခြင်းမြတ်ပေါ်ပြရရုပ်ကိုအာုံပြည့်ညွတ်နေတာကလည်းဒါသဘာဝပဲအာုံညှိရမှာနောက်ကလိုက်ပြီးနေတဲ့စိတ်ကလည်းသဘာဝပဲခန္ဓာ၅ပါးသာဖြစ်ပြီးတော့ခန္ဓာ၅ပါးပြည့်နေပါလားငါမဟုတ်ယောက်ျားမဟုတ်ပုဂ္ဂိုလ်တ attva အသက်လိပ်ပြာမဟုတ်ခန္ဓာ၅ပါးပဲရှိပါလားလို့အဲ့ဒီလိုသိတဲ့အခါကျတော့ခန္ဓာဘောမှာသွားပြီးတော့ ွေတာသဆွဲမဲ့ငါလူသွားဆွဲမဲ့တက်ကရမဆွဲတော့ဘင်းနဲ့ဥပိ္ပကချရတာကဥပိ္ပကတံဘောစဉ်ခန္ဓာငါးပုံမှာတည်ညာကတမာရီတံဘောစဉ်ဘောစဉ်ခုနှစ်ပါးယုတ်ဓမ္မအပြင်အနတ္တယုတ်အခန္ဓာယုတ်အဲ့ဒီယုတ်ပုံမှာသတိထားနေတာကာသတိပဋ္ဌာန်အဲ့ဒီပုံမှာကောင်းမကောင်းခံစားနေတာကနာညှုပ်ပြီးခံစားနေတာကဝေဒနာသတိပဋ္ဌာန်အဲ့ဒီပုံမှာယုတ်လက်မတိမှုအဝိဇ္ဇာတဏှာတွေချုပ်ပြီးတိတတ်တဲ့ဉာဏ်အတိလေးပေါ်နေပြီတိတတ်တဲ့ဉာဏ်အတိလေးပေါ်နေပြီ ပေါ်နေတဲ့ကြောင့်ဒီအတိဒီသုတ်တိစင်ကြသွားပြီသီလဝိသုတ်တိစိတ်တဝိသုတ်တိအခုဆိုရင်ဒိဋ္ဌိဝိသုတ်တိဝိသုတ်တိ9ပါးဝိသုတ်တိ3ပါးရသွားပြီခန္ဓာ5ပါးတည်သွားပြီခန္ဓာ5ပါးတည်သွားတဲ့ကြောင့်ပေါ်ရခန္ဓာ5ပါးသည်ငါမဟုတ်ပါလားလို့ခန္ဓာ5ပါးဤသဘောလက္ခဏာတွေတိုက်ဆိုင်နေတိုက်ဆိုင်နေပေါ်နေတဲ့လက္ခဏာတွေကိုမြင်သွားတာသက္ကုံဥဒ္ဒပါရီဒီဘောမှာအရှုခံယုတ်တရားခန္ဓာ5ပါးယုတ်တရားနဲ့နံခန္ဓာ5ပါးကိုဝိပဿနာဉာဏ်ပညာအဖြစ်ရှုတတ်တဲ့ကြောင့်ပညာဥဒ္ဒပါရီ ဒီဘုံမှာမိမယောက်ျားပုဂ္ဂိုလ်တ attva မဟုတ်လို့ទីသွားတာကဝိဇ္ဇာဥဒ္ဓပါတိဒီခန္ဓာ၅ပါးသည် သူပ္ပသူဖြစ်တယ်ခန္ဓာ၅ပါးသည်သူပ္ပသူပြက်တာငါသဘောမဟုတ်ပုဂ္ဂိုလ်တ attva မဟုတ်အရင်တော့ငါပဲယောက်ျားပဲငါမြင်တယ်ငါသိတယ်ငါကြားတယ်ငါခံစားတယ်ငါပဲလို့ခန္ဓာ၅ပါးငါဆွဲရတယ်မသိဘူးမောဟအမိုက်မောင်ပျောက်သွားပြီးတော့တိတက်တဲ့ခန္ဓာ၅ပါးညံလေးအောင်ပေါ်လာတဲ့ကြောင့်အာလောကဥဒ္ဓပါတိအဲ့တော့ဖော်ပြတဲ့တိုက်ဆိုင်ရမှာခန္ဓာ၅ပါးသာလင်ဖြစ်တယ်ခန္ဓာ၅ပါးသာလင် ပြက်တယ်လို့ဟုတ်လားမျက်မှောက်ပြနေတာကချက်ချင်းမျက်မှောက်ချက်ချင်းအကျိုးပေးနေတာကတန်တိတိကကုန်ဟုတ်လားအမြဲတမ်းသွားတယ်လေခန္ဓာ၅ပါးမြင်တော့လေခန္ဓာ၅ပါးကြားတော့လေခန္ဓာ၅ပါးစားတော့လေခန္ဓာ၅ပါးဟုတ်လားလျှောက်တော့လေခန္ဓာ၅ပါးထိုင်တော့လေခန္ဓာ၅ပါးရေလို့အခါမလင်းတွေ့မြင်နေတာကဒါအာဂါလိကကုန်အေဟိပတိကောမိမယောက်ျားပုဂ္ဂိုလ်သတ္တဝါအယူမမမအတိမပယ်တဲ့ကြောင့်သတ္တဗာမိကာမရကဗျာပါဒသိသွားတဲ့အတွက်ကြောင့်ချမ်းသာတယ်သတ္တဗာမိရင်းလို့ချမ်းသာတယ် ချမ်းသာတဲ့ခါကျတော့အခြားသူတစ်ပါးကိုလည်းဒီလိုပဲသိစီမြင်စီခံစားစီတဲ့စိတ်နှလေးပေါ်လာတယ်အဲ့ဒါကြောင့်ခေါ်တိုက်တယ်ကျင့်တိုက်တယ်အဲ့ဒါကြောင့်မို့အေဟိပတိကုံဩဘာနိကာကုံအဲ့တော့ခန္ဓာ၅ပါးမြင်မှတော့အပေတန္တရာချုပ်ပြီးနိဗ္ဗာန်မှလွင်သွားစရာမရှိပါလားနိဗ္ဗာန်ထီအောင်ဒီဉာဏ်ဒီတိလေးကကတ်ဆောင်နိုင်ပါလားလို့သိသွားတော့ဩဘာနိကာဩဘာနိကုံဒီတရားပြစ္စတံဝိရိဒဘောမိမိကိုယ်ပိုင်ဉာဏ်နဲ့ဆုံးပြနိုင်တယ်တွေ့တဲ့ကာမမြင်တဲ့ကာမကြားတဲ့ကာမခန္ဓာ၅ပါးမှလွင် ပုဂ္ဂိုလ်တ attva မရှိဘူးလို့ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်နိုင်တဲ့အခွင့်အရေးရှိတယ်ပြစ္ဆဒံဝရိတ္တပေါ်ဝင်ယူပြီးပညာရှိသွားပြီဘယ်တော့မှလူတွေလိုမောဟကြီးနဲ့မနေတော့ဘူးဟလာသွားတယ်နားလဲလာတယ်စားတယ်နေတယ်ထိုင်နေပုံမှာဒေါဘလည်းမယူတော့ဘူးဒေါသလည်းမယူတော့ဘူးမောဟလည်းမယူတော့ဘူးမာနစိတ်လည်းမပွားတော့ဘူးအတိလိမ္မာဉာဏ်ပညာနဲ့နေတတ်တဲ့ကြောင့်ခန္ဓာ၅ပါးကြီးလက္ခဏာပညာဉာဏ်နဲ့နေတတ်တဲ့ကြောင့်ဝင်ယူပြီးပညာရှိသွားပြီတရားကုံတော့6ပါးအဖြစ်နဲ့ပြည့်စုံသွားပြီမဂ်ကြီး7ပါးလည်းပြည့်စုံသွားပြီ ဘူ၅ပါးအိန္ဒိ၅ပါးသတိပံတရား၄ပါးဘုဇေ9ပါးလည်းပြည့်စုံသွားပြီလက္ခဏာစဉ်ဉာဏ်စဉ်အမှန်တက်သွားပြီသူ့အစဉ်လိုက်ခန္ဓာ၅ပါးမြင်သွားပြီအဲ့တော့ဒီပုဂ္ဂိုလ်ကခန္ဓာ၅ပါးပေါ်မှာပြီးသွားပြီသာတော့လေခန္ဓာ၅ပါးသာလင်းစားတယ်ခန္ဓာ၅ပါးသာလင်းပေါ်တယ်ခန္ဓာ၅ပါးသာလင်းပြက်တယ်ကြီးတော့လေခန္ဓာ၅ပါးသာလင်းပေါ်တယ်ခန္ဓာ၅ပါးသာလင်းဖြစ်တယ်ခန္ဓာ၅ပါးသာလင်းပြက်တယ်ကြားတဲ့ပုံမှာလေခန္ဓာ၅ပါးသာလင်းကြားတယ်ခန္ဓာ၅ပါးသာလင်းပေါ်တယ်ခန္ဓာ၅ပါးသာလင်းပြက်တယ်အဲ့တော့သွားရင်းလာတိုင်းနေတိုင်းစားတိုင်းတောက်တိုင်းမှာ ခန္ဓာ၅ပါးနဲ့မလွတ်ဘူးခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးသာလင်းဖြစ်တယ်ခန္ဓာ၅ပါးဖြစ်လေခန္ဓာ၅ပါးဖြစ်လေအဲ့ဒီပုံမှာရှုစိတ်တမာရီတည်သွားပြီအကက္ခရာတမာရီတည်သွားပြီခန္ဓာ၅ပါးမှလွဲပြီးပုပ္ပုတ္တဝါမရှိဘူးလို့ပြီးသွားတယ်ပြီးပြီးတော့ခန္ဓာ၅ပါးလွတ်လို့ရလားဆိုတော့လွတ်လို့မရလွတ်လို့မရတာခန္ဓာ၅ပါးဘယ်သဘောလဲသက္ကုကရဏီပြန်ကြည့်ပြန်ခန္ဓာ၅ပါးပေါ်လိုက်ပြက်လိုက်ခန္ဓာ၅ပါးပေါ်လိုက်ဆိုတော့ဒီခန္ဓာ၅ပါးတုတ်ကြီးနဲ့ရှောင်းလို့တိန်းလို့လွတ်လာဆိုတော့မလွတ်ဘူးအပြက်ကြီးတဲ့နေရာပြန်ပြီ ခန္ဓာ၅ပါးသာလင်းကြားတဲ့နာနဲ့တွေ့တဲ့နာထိတဲ့ပုံမှာသိတဲ့ပုံမှာဟာလာခန္ဓာ၅ပါးဖြစ်ပျက်ကြီးကိုရှုနေရတဲ့ကြောင့်ယုံနံဖြစ်ပျက်ကိုမြင်သွားပြီခန္ဓာ၅ပါးသာလင်းဖြစ်ပြီးတော့ခန္ဓာ၅ပါးသာလင်းပြက်တဲ့ဉာဏ်ကိုမြင်သွားပြီအဲ့တော့ခန္ဓာ၅ပါးရဲ့ဖြစ်ပျက်လက္ခဏာလေးကိုရှုနေတဲ့ကြောင့်ဒီဉာဏ်စရာကြည့်မယ်ဆိုရင်ဒါသမာသနာဉာဏ်ခန္ဓာ၅ပါးကလည်းဒီခန္ဓာကိုယ်ကြီးရှိနေတဲ့အပြင်အာရဏတ္တတရားလည်းရှိနေမယ်အတွင်းအာရဏတ္တအခန္ဓာတရားလည်းရှိနေမယ် ရှိတဲ့ခန္ဓာ၅ပါးကြည့်ပြီးတော့ခန္ဓာ၅ပါးပြက်နေတယ်ဖြစ်ပျက်ကိုမြင်နေတဲ့အကြောင်းဒီဥစ္စာဥရိယပိယညာကြာကြာရှိရှုတဲ့ခါကျတော့ဟုတ်လားခန္ဓာ၅ပါးမသိကျင်လဲခန္ဓာ၅ပါးပဲသိနေရတယ်မရှုကျင်လဲခန္ဓာ၅ပါးရှုနေရတယ်ရှုတဲ့ခန္ဓာ၅ပါးဟာဖြစ်လိုက်ပြက်လိုက်ကြာနေတော့ပဲကျတော့အဖြစ်ကိုမရှုနိုင်တော့ဘဲနဲ့ခန္ဓာ၅ပါးကြီးအပြက်ကိုတလက်ဆက် ရှုနေရတဲ့အကြောင်းဟုတ်လားဘင်္ဂညာဆိုတာအပြက်ကိုရှုတဲ့ညာမရှုကျင်လဲခန္ဓာ၅ပါးပေါ်မှာပဲတည်တယ်ခန္ဓာ၅ပါးမှလွေးအခြားရှောင်ရရှားရနေရာမှမရှိဘူး အပြည့်ကြီးမြင်နေရပြီဒါဘင်္ဂညာခန္ဓာ၅ပါးကိုအပြည့်မြင်တာတော့ကြာကြာနေတော့ဒီခန္ဓာ၅ပါးကြီးရဲ့အပြည့်ကြီးတဲ့နေရာကဆင်းရဲလာတယ်အကြောက်ရွံ့လာတယ်အဲ့ဒါဥစ္စာကဘယညာခန္ဓာ၅ပါးကိုလွတ်လို့မရခန္ဓာ၅ပါးငါမသိခင်တော့အဲ့လူဖြစ်ရပါလို့နတ်ဖြစ်ရပါလို့ထူတောင်းလိုက်တာကာမဘဝဘဝတဝအာတဝတွေယူစည်းခဲ့တယ်အဲ့တော့ဒီလိုထူတောင်းခဲ့တဲ့အဲ့တော့ကြောင့်ဒီခန္ဓာဝန်တို့ကြီးရပါလားဒီခန္ဓာဝန်တို့ကြီးရတိုင်းဒီခန္ဓာကြီးကတည်ငြိမ်မှုမရှိဘူး အမြဲတမ်းပြက်နေပါလားလို့အပြက်ကြည့်မြင်တဲ့ကျန်အဲ့တော့မှဒီဟာတွေကနောက်တော့ပဲကြောက်ပဲဘေးဆိုးကြီးဖြစ်လာတော့ဗရညံဖြစ်လာတယ်နောက်တော့ဒီလိုဖြစ်လာတဲ့ကအပြက်ကြီးနဲ့မနေကျင်တော့ဘူးခန္ဓာ၅ပါးနဲ့လွတ်အနေကျင်တော့တယ်မရှုလဲခန္ဓာ၅ပါးလည်းပဲမြင်နေတယ်မြင်တဲ့ခန္ဓာ၅ပါးကြီးကအပြက်ကြီးပဲဖြစ်နေတယ်မရှုရှုလဲခန္ဓာ၅ပါးမြင်တယ်မြင်တဲ့ခန္ဓာ၅ပါးကြီးကလည်းအပြက်ပဲမြင်တော့တယ်အဲ့တော့ဒီခန္ဓာ၅ပါးကိုမလူကျင်တော့ဘူးဒီရုပ်ကြီးဒီနံဘယ်တော့မှမလူကျင်တော့ဘူးဒီ ကောင်းကျိုးမရှိဆိုးကျိုးအပြည့်ကြီးပဲလို့မြင်လာတော့သူ့ဘဝမှာအာရိနဝဆိုတဲ့အပြည့်ကြီးမြင်လာတယ်။အဲ့တော့ဒီခန္ဓာငါးပါးကြီးလွတ်လွတ်ရလားဆိုတော့ဒီထုပ်ကြီးထမ်းပြီးတော့သွားနေရတယ်ဒီထုပ်ကြီးထမ်းပြီးစားနေရတယ်ဒီထုပ်ထမ်းပြီးစားနေရတယ်ဒီထုပ်စားဒီခန္ဓာငါးပါးထုပ်ကြီးတော့အထုပ်ကြီးထမ်းပြီးအိတ်နေရတယ်ခန္ဓာငါးပါးအထုပ်ကြီးသွားပြီးထမ်းပြီးတော့လမ်းလျှောက်နေရတယ်။ကြားနေမြင်နေသိနေရတော့ဒီခန္ဓာငါးပါးကြီးနဲ့မနေကျင်တော့ညီးငွေလာ။ညီးငွေလာတဲ့အခါကျတော့ကြာကြာနေတော့ညီးငွေလုံးအကြီးတော့သူ့ကိုညီးငွေမှုကနေပြီးတော့လွတ်ချင်တယ် ဘယ်လိုလုပ်ရမလဲဆိုပြီးလွတ်လို့ဒီခန္ဓာ၅ပါးလေဒီဘေးသိုးကြီးနဲ့မလေချင်တော့ဘူးဒီခန္ဓာကြီးရှိနေသည့်အပြက်ကြီးကလွတ်မှာမဟုတ်ဘူးအဲ့တော့ဓာကြီးကိုမထားချင်တော့ဘူးအဲ့လိုလွတ်လို့တာကမုံစိတုကမြတ်တညာအဲ့တော့ဒီခန္ဓာ၅ပါးကိုလွတ်တော့လွတ်လို့ရလားမရဘူးလွတ်လို့မရတဲ့အခါကျတော့ဒီခန္ဓာ၅ပါးလွေးဘဲမရှောင်ရရှားရမရှိလွတ်ချင်တာကသမှုရိယလွတ်လို့လာတာသမှုရိယမလွတ်တော့ဒုက္ခအဲဒုက္ခရောက်တော့ လွတ်ပြန်လွတ်ခြင်းနဲ့လွတ်ပြန်လွတ်ခြင်းတော့ဟောတဲ့ဒီခန္ဓာ၅ပါးလွတ်လွတ်ကြောင်းနေရာရှိတာဆိုတော့မရှိမရှိတော့ခန္ဓာ၅ပါးပြန်ကြကြတော့ဒုက္ခဒုက္ခရောက်တော့ပြန်လွတ်ခြင်းနဲ့လွတ်လွတ်တာကသမုဒိယမလွတ်တော့ဒုက္ခဒုက္ခရောက်လို့ဒုက္ခကိုပြန်လွတ်ခြင်းတာသမုဒိယခန္ဓာ၅ပါးကနေလွဲအောင်ရှောင်ပြေးလို့မရတော့ဒုက္ခသမုဒိယနဲ့ဒုက္ခအဲ့တော့ဒီဟောင်းလွတ်ကြောင်းတော့ဒီခန္ဓာ၅ပါးမှာမရှိရမယ်ဒီခန္ဓာ၅ပါးမှာလွဲအခြားငါဘယ်တော့မှလည်းရှောင်လို့ပြေးလို့မရဘူးအဲ့တော့ဒီခန္ဓာ၅ပါးပဲပြန်ကြည့်မယ်ပြန်ရှုမယ်လို့ ဒါဉာဏ်စင်ညာကဒါပဋိသင်္ခာဉာဏ်နောက်ထပ်ပြန်ရှိပြန်တော့လဲဒီယုတ်ကြီးဟာအမြဲတမ်းဖြစ်လိုက်ပြလိုက်ဒီခန္ဓာငါးပါးရဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်ဖြစ်တိုင်းဒီယုတ်ကြီးနဲ့ဒီခန္ဓာကြီးနဲ့မနေခြင်းဘူးမနေခြင်းတော့လွတ်ကြောင်းရှာတယ်ရှာခြင်းနဲ့စိတ်တွေတဖွာဖွာပေါ်လာတယ်ပေါ်လာတော့လွတ်ကြောင်းရှာတဲ့စိတ်ကမလွတ်ဘူးမလွတ်တော့ဒီခန္ဓာဘောပြန်ကြပြန်စင်ခြင်းပြန်စင်ခြင်းမျိုးလဲဒီခန္ဓာကြီးကအမြဲတမ်းပြက်နေတယ်ပြက်နေတော့ကရှုလဲပြက်မရှုလဲပြက်လွတ်ခြင်းလဲလွတ်လို့မရမလွတ်ခြင်းတော့လဲလွတ်လို့မရလွတ်အောင်ကြံလို့လဲမရ အဲ့တော့ဒီစိတ်ကလေးကလွတ်ခြင်းတဲ့စိတ်လွတ်လို့တဲ့စိတ်အဲလွတ်အောင်ကြံတဲ့စိတ်ဒီစိတ်တစ်စိတ်တည်းတည်နေတာဩငါလွတ်ဖို့ငြိမ်းဖို့အေးဖို့ကြံနေတဲ့စိတ်ကြီးကရှိနေပါလားဒီခန္ဓာကြီးကလည်းမလွတ်ပါလားမလွတ်လို့လွတ်ကြောင်းရှာတော့လည်းမရပါလားငါလွတ်ကြောင်းရှာနေတဲ့စိတ်ကလည်းပန်းနေပြီခန္ဓာငါးပါးကလွဲပြီးတော့လည်းဘဲမှရှောင်လို့ပြေးလို့မရဘူးပြေးလို့မရတော့မှဖြင့်ကဲဒီခန္ဓာငါးပါးမှပြည့်စစ်စည်းလို့မှဒီခန္ဓာငါးပါးဟာ အပြစ်မရှိဒီခန္ဓာ၅ပါးအပြစ်သာလင်ရှိကောင်းကျိုးမရှိအပြစ်ဆိုးကျိုးပဲရှိတယ်ရှိရတဲ့ငါလွတ်လို့မရတာလွတ်အောင်ရှုလို့မရတာရှုလို့မရရင်လည်းနေပါစီတော့ဆိုပြီးတော့ရှုကျင်တဲ့စိတ်ကိုဥပိ္ပကချရတယ်ဒါသင်္ခါရုပဲခရညာအဲ့လိုဥပိ္ပကချတော့တဲ့လွတ်လားဆိုတော့မလွတ်ဘူးပြန်ပေါ်တာပဲပြန်ပေါ်တဲ့ခါကျတော့ခန္ဓာ၅ပါးအပြစ်ပေါ်ပဲပြန်ကြခန္ဓာ၅ပါးအပြစ်ပေါ်ပြန်ကြတော့ပြီးလားဆိုပဲပြီးဆင်းရဲပြန်တယ် င်းရဲတော့ပြန်ဥပိ္ပခါချပြန်တယ်ဥပိ္ပခါချတော့ပြီးလာတယ်မပြီးပြန်ပေါ်ပြန်တယ်ဘာဖြစ်လဲဆိုတော့သဘောတဘာဝကောင်မသိသေးပဲမသိသေးတဲ့ခါကျတော့ဒီချူးစိတ်လွတ်စိတ်လွတ်လို့တဲ့စိတ်ကလေးဟာဒုက္ခရောက်အကျဉ်းကျက်ရောက်ပြီးတော့မနေတာတဲ့ခါကျတော့လွတ်အောင်ပြန်ညာညင်တယ်အဲငါဘယ်လိုမှလွတ်ချလို့လည်းမရလွတ်အောင်ကြံလို့လည်းမရတဲ့ခါကျတော့ကဲငါလွတ်အောင်ယုံနေလဲမှားမယ်ဟာလွတ်အောင်ကြံနေလဲမှားမယ်ခန္ဓာ၅ပါးဒီသဘောတဘာဝဘယ်လိုဟာဖြစ်တာလဲလို့ယုံနံတို့ရဲ့သဘာဝ ရှုစိတ်ရဲ့သဘာဝပေါ်မှာဖြစ်ပေါ်လာတဲ့သဘောကိုအညီညွတ်ပြန်ရှုတာဒါအလုံးလုံးမညာ